နောက်ဆက်သူပေးတဲ့အားလုံးမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးမယ့်ဝတ္ထုတော်လေးကတော့ချက်လက်စော်တော့ဆိုတဲ့ဇလံကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် အဆုံးထိလိုက်ပါနာဆင်ပေးကြဖို့ဖိတ်ခေါ်လိုက်ပါစေရှင် မမရေမမမထတဲ့ဦးလားဘေးနာမောက်ခေါ်ရန်ကြောင့်ကျမနိုးလာတယ်ခေါင်းတွေလည်းချက်ချလဲအောင်မူးနေပြီးတော့တကူလုံးနာကျင်ကြိုက်ခဲနေတယ်ညကမောင်နေကျမမူးပြီးတော့အကြီးကျယ်စကားများခဲ့ကြတာကိုမှတ်မိလာတယ်ကျန်နာဘလိုပဲပြန်တွေ့တွေ့မမှတ်မိရော့တမယာရေလေးဖြော်လာတယ်မမခေါင်းကြိုက်နေတာမှလားမောင်စိန်ကတမယာခွက်ကိုနှမ်းယူလိုက်တဲ့အချိန်မှာ သူမရဲ့လက်မှာအညိုမဲဆွဲရည်ကိုတွေ့လိုက်ရတယ်။ဟင်ဒါဒါဘလို့ဖြစ်တာလဲ။မောင်မောင်တိလိုက်ရင်မမညမှုပြီးတော့ဂရင်မွားပြုတ်ကြလေမမှတ်မိဘူးလား။ဟင်အင်းတမရိုင်တောက်ပြီးတော့လဲခေါင်းကြိုက်တာမတက်တာတပြင်းရေချိုးဖို့ပြင်လိုက်တယ်။ဒီချိုးကကကိုလိုမမမမခနာကိုအနှံ့အညိုပဲဆွဲရမျိုးကိုမြင်လဲရပါတယ်ခနာကိုတစ်ခုလုံးလဲနာကျင်ကြိုက်ခဲနေတယ်ငါ ။ငါတကယ်ပဲကရင်မောကပြုတ်ကြတာလား။မောင်စကားများတဲ့ခါတိုင်းလက်ပါတက်တာကြောင့်စွေစွားဖြစ်နေမိတယ်။ညကဘာတွေဖြစ်တော့တာလဲပြန်စင်းစားရင်ခေါင်းကိုက်လာလို့ရေးမြန်ချိုးလိုက်ရတယ်။ထို့နောက်ရချိုးကန်းထဲကထွက်လာတဲ့အခါကရင်ပေါ်မှာထိုင်ပြီးဗရင်ဘော့ကိုငေးနေတဲ့မောင်ကို တွေ့လိုက်ရပြန်တယ်။မောင်လို့မတော်ဘူးလားဒီနေ့ကအလုံးပိတ်ရင်လားမဟုတ်မဟုတ်ပါဘူးမမရင်ကျွန်တော်မမနဲ့ခီးတူလေးထွက်ဖို့ရုံးကိုခွင့်ယူထားတယ် Oh my god တခါမှအနမကက်ဘူးတဲ့မောင်ကတူတူခီးထွက်မယ်တဲ့မောင်ဘယ်ကိုတော့စဉ်းစားထားလို့လဲတခြားတော့မဟုတ်ပါဘူးမမရဲ့အမေလက်ဖက်ပေးထားတဲ့တောင်ပေါ်ချံကိုစိတ်ပန်းပြောင်သွားမလို့ညကချံဆောင်ဦးလေးကိုအခန်းနေရှင်ဖို့ပြောပြီးသွားပြီအမေတဲဟုတ်ပါလားငါယောက်ျားမောင်နှကန်းလေးတုံယုံတာပြုံးပြတယ်ထို့နောက်မနစ်ဆာစားပြီးခီးသွားဖို့ပြင်ဆင်လိုက်တယ်မမကျွန်တော်နေတိတ်မကောင်းလို့မမပဲကောင်းမွန်လိုက်ပါနော်ဟင် မောင်နေမကောင်းလားမောင်နှဖို့စမ်းကြည့်လိုက်တဲ့အခါအေးစစ်နေတယ်မျက်နှာကလည်းဖြူဖက်ဖြူရော်ဖြစ်နေတာကြောင့်မောင်မောင်နေမကောင်းရင်နောက်ရမှသွားကြမယ်လေရပါတယ်ကျွန်တော်စီးတောက်ထားတယ်ကောက်ပေါ်မှာအိလန့်ရင်တက်တာတော့မှာပါကောင်းကိုအာယုံဆိုင်မောင်းရင်နှာခေါင်းထဲမှာညှိစုစုအနှံ့ကြီးကိုမရတစ်ချက်ရတစ်ချက် ဖြစ်နေတာကြောင့်စိတ်ထဲမှာပြို့အန်ကျင်လာတယ်။မောင်ကိုလှမ်းကြည့်လိုက်တော့ကလေးလေးတယောက်လိုအိမ်မောကြနေတယ်။မောင်နဲ့ကျမရဲ့အတိတ်ကိုအမှတ်ပြန်ရမိနေတယ်။မောင်နဲ့ကျမရည်စားဖြစ်ချိန်မှာမောင်ကထစ်တန်းကြောင်းနာတတရှိသေးတယ်။မောင်ကကျမတည်းခုနှစ်နှစ်လောက်ငယ်ပေမဲ့အရန်ထစ်မြစ်တယ်အရန်လဲတော်တယ်။ကျမမိဘတွေကမောင်နဲ့ကျမကိုအသက်ကွာတာကြောင့်သဘောမတူတဲ့ဖြစ် မောင်နဲ့ကျမခုပြေးတကယ်ကြတယ်။မောင်မီးပြားလေးကတော့ကျမကိုမုန်းနေကြတယ်။တူတာရဲ့တက်လန်းကိုကျမကရဲချိုးမိခဲ့လို့ဖြစ်ခဲ့တာ哦။မောင်နဲ့ကျမခုပြေးကစားကအရန်ပင်မငဲရတယ်။နှစ်ယောက်တည်းတူတူရုံးကန်ငဲရပြီမဲ့မောင်ကကျမကိုအရန်ချက်ပါတယ်။ခီယူလည်းစိုက်ခဲ့တယ်။လက်ပါဖို့မဆိုထားနဲ့လေးတံမမနဲ့တောင်မပြောဘူး။ ကျမစစင်းရင်းနေရတာကိုမကြည့်ရတော့တဲ့ကျမမိဘတွေကမောင်ကိုရုံးမှအလုပ်တွင်ပေးပြီးအိမ်နှလုံးနဲ့အသုံးဆောင်ပစ္စည်းများကိုလက်ဖွဲ့ပေးခဲ့တယ်။ထို့အချိန်မှစပြီးမောင်ချိုးများလည်းပြောင်းလဲလာတယ်။ညာတိုင်းရစ်တော့ပြီးပြန်လာလို့တချို့ညများဆိုလုံးဝပြန်မလာ။ဒေါ်လာထွက်လွှဲလာပြီးကျမတို့စကားများတဲ့ခါတိုင်းလက်ပါလာတယ်။တို့တော့နောက်နေ့မှမောင်ကသူမဟုတ်လို့ပြန်လာချော့ပြန်တယ်။ ကျမကိုရိုင်းနှစ်တက်တဲ့မောင်ကိုတခါမှအပြစ်မမြင်ရပါဘူး။မောင်ကကလေးပဲရှိသေးတာမဟုတ်လား။ပြီးတော့ကျမပေါ်လဲတခါမှမဖောက်ပြန်ဘူး။ဖောက်ပြန်တော့ကျမသူ့ကိုခွန်းလွတ်နိုင်မည်လို့မထင်ပါဘူး။အတွေးတွေ ပြက်လွင့်နေလို့ရှေ့ကလာတဲ့ကားနဲ့တိုက်မိမလို့ဖြစ်သွားတာကြောင့်ကားကိုလမ်းဘေးချရက်လဲရတယ်။မမအဆင်ပြေလားကျွန်တော်မောင်ရမလား။ဟေးရတယ်မောင်။မမနည်းနည်းခေါင်းမူးနေလို့ရှေ့ကအေးဆိုင်ခဏလောက်ဝင်ပြီးအေးတောက်ရအောင်။ဟုတ်ဟုတ်ကဲ့မမ။ ။အမလေးရေအမကို လီမွန်တီးနှစ်ခွက်လောက်ပေးပါ။ရှင်။ဝီတာမလေးရအကြောင်းတောင်တောင်နဲ့အမကိုလမ်းကြည့်နေရကြအောင်ကျမလေးတဲ့မမဖြင့်လီမွန်တီးနှစ်ခွက်။ဟိုးဟိုးမမအခုခေတ်မိမတွေများပြောမပြောချင်မအောင် မောင်ရဲ့ကမ္ဘိုင်မိမတယောက်လုံးပါနေရတောင်းမောင်ကိုကြည့်နေလိုက်တာမျက်လုံးကျွတ်မတက်ပဲမောင်ကတဟဟရေမောလိုက်ရင်ကို့ဇနီးလေးကတဝင်တူနေရလားဆိတ်လျှော့ပါကွာမောင်ကမဲမောင်မိမတယောက်ပဲချက်တာထို့နောက်ဝီတာမလေးကဖြောင်းနှက်ခွက်ချရင်မောင်ကိုကြည့်နေပြန်တယ် ကျမအာယုတော်တော်နောက်သွားတယ်မောင်ကတော့အပြင်ဟိုရာငေးလျက်မောင်မောင်မတောက်ဘူးလားဟင်းမမကျွန်တော်မတောက်ချင်ဘူးမောင်ကစပွဲဘူလက်ချောင်းများဖြင့်တတောက်တောက်ဆော့နေတယ်ထို့နောက်ခီးစစ်ခဲ့ရာညနေဆောင်မှာခြံရှုတို့ရောက်လာလေတယ်ပပကြီးရေပပကြီးခြံဆောင်ဦးလေးကြီးဘယ်တော့နေလဲမသိဘူးမမပပကြီးမရှိဘူးလေကျွန်တော်လာမယ်ဆိုလို့သူမိသားစုစီတပတ်လောက်ပြင်နေတယ်ပြောတယ်ညကဩော် အင်းပေါ်လေးသူလည်းသူမိသားအုပ်စုကိုလွမ်းရော့ပေါ့လာမမတို့အထုပ်တွေချရအောင်ကဲပါမောင်မေမလေးကရင်အထဲဝင်ပြီးမောင်တို့နေဖို့ခန်းကိုရွှေးလိုက် မောင်အထုပ်တွေတည့်ခဲ့မယ်မောင်ခုလိုပြုံးပြောင်းနေတာကိုမမေရတီမအလွန်ကြာပြီဖြစ်တယ်အိမ်ကြီးမှာလွန်ကျယ်ပြီးနှစ်ထပ်တိုက်ဖြစ်ပြီးခြံထဲတွင်လည်းတီးပင်စားပင်လေးတွေနဲ့ပန်းမြို့စုံကိုစိုက်ထားလို့ကြည်နူးစရာကောင်းနေတယ်ထို့နောက်အခန်းတစ်ခုကိုရွေးလိုက်ပြီးပရင်ပေါက်ပင်ကိုလှမ်းကြည့်တဲ့အခါရေကန်ရှိမှနောက်ကျော်ပြီ ရက်နေတဲ့မောင်ကိုတွေ့လိုက်ရတယ်ဟင်မောင်ဆက်လိုက်ထွက်တော့နေရများလားမှောင်နေပြီဟုမဖြစ်သေးပါဘူးကျမလည်းအခန်းထဲကထွက်လာတဲ့အခါအသားဘူးတစ်ချို့ကိုရေခဲတက်တာတွေထည့်နေတဲ့မောင်ကိုတွေ့လိုက်ရတယ်မဟုတ်သေးပါဘူးခုနလေးတဲ့ရေခဲနားမှာတွေ့လိုက်တာဟုတ်ကျမတော်တော်ထိတ်လန့်မိသွားတယ်အင်ကြီးတဲ့ကိုဆောက်ဝင်ခြင်းကလေးကတမျိုးကြီးခံစားမိနေတယ်အခန်းထဲကလည်းမီးထွန်းထားပေမဲ့မီးရောင်ကမှိန်ပြပြဖြစ်ပြီးမောင် မမတို့ညစာပြင်ထွက်စားကြမလားမောင်အိမ်ရနေမမကိုချစ်ကြွေးခြင်းလို့အသားတွေရောဆန်တွေရောယူလာတယ်မောင်မျိုးသမီးလေးကတက်တောက်တက်တာနဲ့အခန်းထဲကနေစောင့်နေနော်မောင်ဟင်းချစ်လိုက်မယ်ချစ်တာနဲ့မောင်ခေါ်လိုက်မယ်ကောင်းလာပြီချစ်ဆုံးယောက်ျားရင်သူမထွတ်ထွတ်ပြောပြီးပြုံးရွှင်စွာအခန်းတို့ဝင်လာခဲ့တယ်ညီဆွဆွအနဲ့ညီကနှာခေါင်းနဲ့ဆူးကနေဝင်လာပြန်တယ်ပြတင်းပုတ်ကိုအမြန်ဖွင့်လိုက်ပြီး တက်ကြီးလာလို့ထင်တယ်လေးငါးနာရီလောက်ပဲကမ်းမောရတာခါရီကအရန်နာလာတယ်ထို့နောက်မှွေရပေါ်မှာလှဲချကခဏနာအိပ်ပျော်သွားလေတယ်အိမ်မောကျနေတဲ့အချိန်မှာနားရဲတောင်းမန်အိုဟက်တက်မြောက်ကိုမရှင်းမလင်းစားလဲရတာကြောင့်လန့်ပြီးတော့နိုးလာဟင်ငါပြတင်ဘောက်ကိုဖွင့်ပြီးတော့အိတ်လိုက်တာပါဘလို့ဖြစ်ပြီးပြတင်ဘောက်ကပိတ်သွားတာလဲမောင်မြတ်လာပိတ်သွားတာလား တေချာပွင့်ထားသောဗရင်ပေါက်မှာဂလန်ချပြီးသားဖြစ်နေတာကြောင့်စစ်တီမွေးခြင်းများပင်ထထွားရလေတယ်။အခန်းပြင်တို့ထွက်လာတဲ့အခါလွန်မွေးပြန့်သောဟင်းနှက်များနဲ့အတူမောင်ရဲ့ခတ်တူတူတချင်းကြီးတဲ့များကိုကြားလဲရတယ်။မမနိုးပြီလားဒီမှာလည်းဟင်းကျစ်တာနဲ့ကွတိပဲခြံထဲကချမောက်ရွေလေးနဲ့ညူတီစင်းလေးတွေခူးနေလို့နည်းနည်းကြသွားတာအပပမှွင့်နေရပဲမမစပုံမူလေးကဟင်းချစ်တာအရန်ကောင်းမဲ့ပုံပဲမမမြည်ကြည့်နေပြီ မမရော့ခြေစနီးလေးကိုအရင်ဥချတာမောင်ဝဟင်းတော်တော်များများကိုအရင်ထက်ပေးနေ၍ကြည်နူးမဆုံးဖြစ်ရတယ်ဒီတစ်ခါဘာအတွက်ကြောင့်များရန်ဖြစ်ရလို့မောင်ဝဒီလောက်ပြောင်းလဲသွားတာလဲမသိဘူးအိုးဘာပဲဖြစ်ဖြစ်အခုလိုကြည်နူးနေရတာပျော်ရွှင်စရာအကောင်းဆုံးအချိန်ပါပဲမောင်ဒါဘာသားလဲရင်စိတ်သားလည်းမဟုတ်ဘူးဝတ်သားလည်းမဟုတ်ဘူးစားလို့တော်တော်ကောင်းတာပဲဟိုအဲ့ဒါအဲ့ဒါတော့ကြောင့်လားလေညနေကခြံရှိမှလာရောက်နေတာတွေ့လို့မမစားဘူးတဲ့ရှိအောင်ဝယ်လာတာ ဟဲ့ဒီကလေးလေးပေါပေါရှာရှာတွေဝယ်နေတော့မမမကြိုက်လို့လားယင် အရင်ကြိုက်တာပေါ့မမကတော့မောင်ကပျော်ရွှင်စွာရီမောပြီးမမကတော့ပြားလို့ပြောလိုက်တယ်ထို့နောက်ညစာစားပြီးမောင်နဲ့တူတူ TV ကြည့်ပြီးအဲ့ရတူတူဝင်ခဲ့ကြတယ်ထောက်ထောက်ထောက်အရှိကတကားခောက်တန်းကြောင်ကျမလန့်လို့လာတယ်ကျမကတော့ဘေးတစောင်းနေထားပြန်အိတ်နေမြဲမောင် မောင်တကားခောက်နေတယ်ဘယ်သူလည်းမသိဘူးဒီချိန်ညို့ ။မောင်ကိုလှုံ့နှိုးနေတော့လေမောင်ကနိုးမလာပဲတကားခေါက်တမပူရွေးပူရွေးကျေလောင်လာတယ်။ကျမလည်းမောင်ကိုစစ်နိုးမနေတော့ပဲဇပွဲပေါ်ကပန်းဦးကိုယူကအခန့်ပြင်တိုးထွက်လာတယ်။ဘသူလဲဘသူလဲလို့မေးနေရလေ။ထိုးချိန်မှာပဲဝုန်းငနေဟူတော့အတန်နဲ့တူတကားခေါက်တမတဆင်အင်းရှိတကားကိုအပြင်ကနေတွန်းလိုက်တာကြောင့်တကားမှာပွင့်တော်ပြီးလေတလဟောတိုက်လာတယ်။ ။အိမ်ထဲကမိများကလည်းမိတ်တုံမိတ်တုံဖြစ်နေပြီးကျမတကူလုံးအေးစစ်တောင့်တင်းသွားတယ်။မြင့်များလည်းကြက်လာပြီးအတတ်မဲမထွက်နိုင်တော့ဖះဆာရံရံမမကိုစိတ်ထဲကရွတ်ဆုနေမိတယ်။အိမ်ရှိမှဘုရုမမတွေ့ရပဲအခန်းထဲမှာအဟဲ့တံများကိုကြားလိုက်ရတာကြောင့်မောင်ကိုစိတ်ပူသွားမိတယ်။မောင်ကြီးမောင်အခန်းထဲတို့ရောက်လာတဲ့အခါမြင်လဲရတဲ့မြင်ကွင်းကြောင့်ကျမခြေထောက်တွေရိုင်းနေကခွေကျသွားတယ်။မောင်ရဲ့လက်ဘေးမှာဓားပြက်ရများဖြင့် လက်တစ်ဖက်ကလည်းပြက်နေပြီးတွေးတွေပင်ခြောက်တွေ့နေပြီးငါငါအိမ်မက်မနေတာမှလားအိမ်မက်မနေတာပါ तुम तुम ကို तुम တတိပေးရင် तुम ရဲ့ပန်းနှစ်ဖက်ကိုရိုက်ချလိုက်တယ်ဒုဗိမဲ့မြင်ကွင်းကပြောက်မသွား جماعه မျိုးစိဆုံးမိတ်ကလက်နှစ်ဖက်ကိုပိတ်လိုက်တဲ့အချိန်မှာအခမ်းမီးကပြန်လင်းလာပြီးဆူညာနန်နေလဲတိတ်ဆိတ်သွားတယ်ဘေးပပတ်လဲလဲကိုကြိလိုက်တဲ့ကအရင်အိမ်ဟောက်ကိုပြန်ရောက်နေပြီးထိုင်ကုန်းပေါ်မှာအရှိပလင်းကိုကန်က ရှိုက်ကြီးတငင်ကိုကျွေးနေတယ်ကျမကိုကျမပြင်ပြင်လဲရပြန်နေဟင်ဘာတွေဖြစ်နေရလဲကျမအုံနောက်ထဲမှာလဲတခုခုကို တစားတစားမှတ်မိလာတယ်ထိုနေ့ကမောင်ဖောက်ပြန်နေတဲ့တည်င်းမှန်မမှန်ကိုစုံစမ်းဖို့မောင်တို့ယုံကိုထွက်လာခဲ့တယ်ယုံနောက်ကိုရောက်တဲ့အခါကပ်ပကေမှာမိုးမမြင်လေမမြင်တခြားမိမတယောက်နဲ့နန်းနေတဲ့မောင်ကိုမြင်လဲရတာကြောင့်မိမိဘူးတွေကြလာပြီးမောင်ကိုအလွန်ရှုံမုန်းလာတယ် ငါဒီလောက်ချစ်ပြီးတိခတ်ပြီးနေရတောင်းနင်ကငါအမုန်းဆုံးဖောက်ပြန်မှုကိုလုပ်ရတဲ့ပေါ့ကျမရစ်တပလင်းနဲ့ဟင်လီတာအကြီးတချောင်းကိုဝဲကအိမ်တို့ပြန်လာခဲ့တယ်မောင်ကတော့ပြန်မရောက်တည်တိတ်မကြလိုက်ပါတထောက်တောင်းနဲ့တကားခောက်တံကိုကျမကြားလဲရတယ်တကားဖွင့်ထားတယ်ဝင်လာခဲ့မောင်ကလေးလေးတချွတ်ချွတ်နဲ့အိမ်ထဲကိုဝင်လာတယ်နေပါလုံးကိုဖောက်ပြန်နေရတယ်ငါပါအမတွေလုံးမိလို့နင်ငါပေါ်မှာအခုလိုမျိုးဖောက်ပြန်နေရလဲ ဘာတွေပြောနေရလဲကြုတ်ပါလို့နေလို့လဲပြောင်းလဲနေတဲ့မောင်ကိုဆက်ကုတ်ပြီးတက်ပစ်ချင်လို့ဖြစ်လာတာကြောင့်လက်တွေပါတုံလာတယ်။ထို့နောက်ဖုန်းနဲ့ရိုက်လာတော့တို့နှစ်ယောက်ပုံကိုပြလိုက်တဲ့အခါအနာဘောဒုတ်ကြတူမောင်စိတ်တူလာတယ်။မင်းငါတို့ယုံနာဒီဘာလာလောက်တာလဲမင်းမရှိဘူးလားငါရှိကိုမင်းလိုက်ခွဲနေရလားလူမြင်ကွင်းမှာမိုးမမြင်လီမမြင်ဖြစ်နေတဲ့နုံနုံနှစ်ယောက်ကတော့ဆောက်ရှိမရှိတာဆောက်ကောင်းရဲ့သူမရဲ့စကားပင်မဆုံးနေဖြန့်ငနဲ့ ကျမရဲ့ပါပေါ်မောင်ရဲ့လက်ဖွားများကစက်တိုက်ကြောက်လာတယ်။ထို့နောက်သပင်ကိုဆောက်ဆွဲကခြေထောက်ဖြင့်ကျမကိုကန်လိုက်တယ်။ထို့နောက်သပင်ကိုဆောက်ဆွဲကခြေထောက်ဖြင့်ကန်တယ်။ကျမအလွန်နာကျင်လာတယ်။ခန္ဓာကိုယ်တက်နှလုံးသားထဲမှာတဆက်ဆက်နာကျင်လာပြီးမောင်ကိုအပိုင်လိုကျင်လာတယ်။ထို့နောက်အသက်ဆောင်ထားတဲ့ဓာတ်ကိုအိတ်ထဲမှထုတ်ကာမောင်ကိုပြန်တိုက်ခတ်လိုက်တော့တယ်။ဘိုက်ကိုအရင်ထိုးလိုက်တဲ့ပြင်မောင်ပလက်လန်လဲသွားတယ်။ ောင်ရဲပိုက်ပေါ်ခွက်ကလေပင်ပေါ်မှာဓာတင်ထားလိုက်ပြီးကလေးတပ်ပွဲမတက်ဖို့တောင်းမနေတဲ့မောင်ကိုအရသာခံပြီးကြည်နေလိုက်တယ်။မောင်ရဲတူရှိုတောင်းမနေတဲ့မြစ်ဝင်းကြီးချမကြည့်ရတာအယံဟုတ်တဘောချနေမိတယ်။မမတောင်းမပါနဲ့မောင်မသွားတာပါ မမကိုပဲချက်တာပါမောင်ကိုခွင့်လွှတ်ပါနော်မမ။သူမတဟားဟားရေမောလိုက်ပြီးချက်စရာကလေးလေးမင်းကိုလည်းမမကချက်ပါတယ်။ဒါကြောင့်တသက်လုံးနားမှာခေါ်ထားမှာ မောင်လေးပင်မတင်ထားတော့ဓာတ်မာတိကနေပြတ်သွားတဲ့ဖြင့်တွင်များဖြန့်ကနေထွက်လာတယ်။ထို့နောက်ကျမကိုအမေရဲ့နှစ်တက်တော့ညာဘက်လက်ကိုဖြတ်ကာခုတ်တက်ပြီးရေခဲတက်တာတွေထည့်လိုက်တယ်။ဟယ်လိုပပကြီးလားတမီးတို့လမယားနှစ်ယောက် channel ကိုမနစ်ဖန်အလဲလာမလို့ခန်းနေရှင်းနာပြပါဦးပြီးတော့တမီးတို့လွလွလပ်လပ်လည်းနေချင်လို့လေ။အော်အေးပါကွယ်ပပကြီးလည်းအင်းကိုလွမ်းနေတာနဲ့အတော်ပဲ။အော်ဟုတ်ကဲ့ပပကြီးအဲ့ဆိုရင်ဒါပဲနော်။ မောင်ရဲ့သွေးများအခန်းတစ်ခုလုံးပေပွားနေပြီးတန့်ရှင်းတော့ကြအောင်လုပ်လဲရတယ်ထို့နောက်မောင်ကိုထို့နောက်မောင်ကိုမကဝတ်ပုံးနေတို့ခွေခောက်ပြီးထည့်လိုက်တယ်ချစ်စရာကလေးလေးအိတ်နေတဲ့ပုံစံလေးအတိုင်းအဖြစ်ကင်းစင်လိုက်တာကွယ်မောင်ရဲ့ဈေးကနေတဲ့စပင်းတွေကိုဖွက်ပေးကတောက်မှတ်နေပြီးတော့တယ်မြင်ကွေးများကလက်ရှိချိန်တို့ရောက်လာပြီးကျမယူးမလို့ခံစားလဲရတယ်ရှင်ထဲမှာလဲကလာပြားပွက်လက်လို့ဆူညံနေတယ်ငါငါတကယ်ပဲမောင်ကိုတတ်ခဲ့ရလား ဒီလက်တွေနဲ့ငါသိစစ်ခဲ့ရတဲ့ငါမောင်းကိုတက်လိုက်မိပြီပေါ့မောင်ကြီးမောင်မမကြီးမမ မောင်ရဲ့တမ်းမတအိမ်လုံးပဲ့တင်ထက်လာပြန်တယ်မင်းမင်းသိသွားပြီလေငါ့ကိုမချောက်ပါနဲ့ငါတောင်းပန်ပါတယ်မောင်ရဲ့ကျမကျမခုမှကြောက်ပြီး channel တို့ထွက်ပေးလာခဲ့တယ်အနောက်မှာလည်းခြေတံများကိုကြားပြီးမောင်ရဲ့အော်ဟစ်ငူယူတံတွေကိုကြားနေရတယ် တောင်းပန်ပါတယ်မောင်ရဲ့ချက်ပါတော့မမတောင်းပန်ပါတယ်မမမင့်ကိုချစ်လို့အရန်ချစ်လွန်လို့ခုလိုမျိုးလှုပ်လိုက်မိတာပါအတန်ဒီအားလုံးတိတ်ဆိတ်သွားပြီးမှခြေတော်တစ်ဖက်မှာအေးစစ်စစ်ရတခုကိုခံစားမိလဲရတာကြောင့်လှမ်းကြည့်လိုက်တဲ့အခါရေကန်ထဲမှာမောင်ရဲ့လက်တစုံကိုလှမ်းမြင်လဲရတော့တယ်။ထို့နောက်ရေကန်ထဲမှာမောင်ရဲ့ပြုံးနေတဲ့မျက်နှာလေးကိုပါတွေ့လဲရပြီး မောင်ကကျမကို သူ့ဘဝတွေကိုဆက်ခေါ်ဖို့စူးစမ်းနေတယ်။မောင်ရင် မောင်နာမဖောက်ပြန်နေဘူးဆိုရင်ဒီလိုမျိုးမတို့နဲ့ရဝေးကြရမှာမဟုတ်ဘူး။ခုတော့မောင်ရဲ့အစ်စတဲ့လက်တစုံနောက်ကိုလိုက်တွားရမလား။မောင်ရဲ့အစ်စနေတဲ့လက်တစုံစီကနေပြေးထွက်ခွင့်ရမလားရဲ့လို့တွေးတောရင်ကျမဘာမှဝေခွဲလို့မရတော့ပါဘူး။ မောင်လိုရှိနေတယ်ဆိုမောင်ခေါ်ရမလိုက်ခဲ့ပါမယ်ဖောက်ပြန်ခြင်းကင်းမဲ့တဲ့ရင်ငွေလေးတစ်ခုဖြစ်ဖို့မောင်ဂရိတီးရမယ်နော်လို့သူမပြောလိုက်တဲ့အချိန်မှာမောင်ရဲ့မျိုးလုံးကမြေစားတွေကျလာပြီးမောင်ဟာ သူမကိုရင်ခွင်နဲ့ဆွဲတွန်းလိုက်လေတော့တယ်ဟုတ်ကဲ့ဇက်လန်လေးကတော့ဒီမှာပဲပြီးဆုံးပါပြီရှင်နားစင်တူပြိတက်အားလုံးဟုတ်ကဲ့ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။နားစင်တူတူတူတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်။ ပြွှေရှင်စရာနေရည်လေးတွေကိုပန်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။